တိတ်မကြခင်တွေးရနိုင်တဲ့အဟောပါပုံများတဲ့ပုံအနာကရဲ့သွာလာရင်မိုးပြန်စကိတ်ခစ်စီတော့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင် TK Channel တွေကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်တိတ်မကြနေခင်က Elon Musk ပိုင်းနဲ့ Tesla ရဲ့ Stock Share တံမိုးရီချသွားခဲ့ပါတယ် Donald Trump သမ္မတထပ်ပြပြီးတော့ Elon Musk ကိုလော့ပိုင်ခွင့်ပေးလိုက်တဲ့အချိန်မှာပဲအငင်းပွားစရာကိစ္စတွေဖြစ်လာခဲ့တယ်လို့လူတွေကလည်း Tesla ကိုစန့်ကြည့်ရင်ဒီလိုအခြေအနေတွေကြုံတွေ့လာခဲ့ရတာပါ ဒီအချိန်မှာဒေါ်နယ်ထရန့်ကတက်စလာထုတ်စီတင်ကားအနီလေးတစ်စီးရောက်ဝယ်ပြီးအီလွန်မတ်စ်ဘက်ကနေရက်တီကြောင်းပြသခဲ့ပါတယ်ပြီးတော့တက်စလာကအန်အောစီယန်နဲ့ပြင်းနေနေတယ်ဆိုပြီးတော့ပြောခဲ့တာမှာအီလွန်မတ်စ်လက်ဈေးကွက်ရဲ့စိန်ခေါ်မှုအသစ်တွေကိုတုံ့ပြန်တဲ့အနေနဲ့စမ်းသစ်တဲ့ထုတ်ကုန်တွေကိုမိတ်ဆက်ပေးသွားမယ်လို့ကြေညာခဲ့တာပါဘာလဲဆိုတာအတိအကျမသိသေးပေမဲ့ကျွမ်းကျင်သူတွေကတော့လေဘော်ပြန်နိုင်တဲ့ဟိုဘာပုတ်တွေဖြစ်မယ်ဆိုပြီးခံမှန်းနေခဲ့ကြတာပါတက်စလာကသာဟိုဘာပုတ်ဈေးကွက်တွေကိုဝင်လာခဲ့ရင်ပေါ်ကြီးပွဲကောင်းတွေတွေ့ရဖို့လည်းရှိနေခဲ့တာပါ ဟောပါဘုတ်ဒီကိုမိုးပြန့်စကိတ်လို့ခေါ်ရင်လဲရနိုင်ပါတယ်။စိတ်ကူးရင်ဆန်တယ်လို့ဖြစ်နေပေမဲ့လည်းဒီကိမှမဖြစ်နိုင်တဲ့ကိစ္စတွေဖြစ်လာတာကလည်းလက်တွေ့တွေ့နေရတာပါ။လက်ရှိမှာလည်းဟောပါဘုတ်ဗန်ဒီထုတ်လုပ်သူတွေရှိပါတယ်။အဲ့ဒီအထက်ကဟန်တိုဟောပါဘုတ်ကတော့ခက်စောစောတွေ့ရဖို့ရှိနေခဲ့တာပါ။ But to the future 2ရုပ်ရှင်ပရိသတ်တွေဆိုရင်ဟောပါဘုတ်တွေရဲ့အစွမ်းကိုကောင်းကောင်းသိမှဖြစ်ပါတယ်။ဟောပါဘုတ်လိုပဲခေါ်ခေါ်မိုးပြန့်စကိတ်လို့ပဲပြောပြောတက်စီဘီဟိုတော်တီတော်လောက်လို့ရတဲ့ဒီရင်ကလေထဲမှာပြင်နေရမှာဖြစ်ပါတယ် ဲ့ဒီလိုလေတမမြောင်နေဖို့အသုံးပြုရမယ့်နည်းပညာတချို့ကလည်းရှိနေကြတာပါဒီပြိုထဲမှာဆိုရင်တိတ်မကြခင်အနာဂတ်မှာတွေ့ရနိုင်ချေရှိတဲ့ဟိုဘာပုတ်တွေရဲ့အကြောင်းကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အရှိမပြောတော့တဲ့ဟန်တိုဟိုဘာပုတ်ကတော့တန်လိုက်စွမ်းရင်ကိုတောင်းပြီးလေဘော်ကိုမျှတင်ပေးထားမှာပါလေဘက်ပုတ်အတွက်ဆိုရင်လည်းအင်ဂျင်လင်းလုံးကိုအသုံးပြုထားပါတယ်ဒီပုတ်ကမြေပြင်အထက်1စင်တီမီတာခွဲလောက်မြောက်တင်ပေးထားမှာပါ။ဗုံးမြင့်တဲ့ပြင်ကိုတော့ဂျီနီဒါမမောအလူမီနီယံစသဖြင့်တမ်ဟော့တက်တက်ချူတွေနဲ့ ဖန်တီးပေးထားမှာဖြစ်ပါတယ်။နောက်ပြီးဘောပေါ်မှာအထူးပြုလုပ်ထားတဲ့အပေါ်ရန်လွားတစ်ခုလည်းပါနေအောင်ပါဝါ။ဒီဘောကတော့လေးဘောပြန်နိုင်ဖို့ဆိုရင်လျှက်ကူးနိုင်တဲ့မျက်နှာပြင်တွေလိုအပ်နေပါသေးတယ်။ဟန်တိုဟိုပါဘောကကီလိုဂရမ်100လောက်အထိတော့မြောက်တင်နိုင်တာပါ။ဒီပမာဏကတာမန်အရွယ်စားရှိတဲ့လူကြီးတယောက်အတွက်လုံလောက်ပါတယ်။အားနည်းချက်ကတော့စွန့်ရင်အကန့်အသတ်ပါပဲ။အားအပြည့်ပြထားတဲ့ဘက်ထရီတောင်မှ9မိနစ်လောက်ပဲခံပါတယ်။ နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ project တစ်ခုကတော့ YouTuber ဂျေးလိပ်ဆောင်မျှဝေပေးထားတဲ့ video တစ်ပုဒ်ပါပဲ။သူကလည်းဒီအကြံကိုဘတ်တူးတဲ့ဖြူစားကနေပဲရရှိခဲ့တာပါ။ဟိုပါဘုံရဲ့အဓိကစိန်ခေါ်မှုကလေးပေါ်မှာမျှောက်နေဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအတွက်တန်လိုက်စွမ်းရင်ကိုသုံးမလား။အောက်ကနေပင့်တိပေးနိုင်တဲ့စွမ်းရင်တစ်ခုကိုသုံးမလားဆိုတာရွေးချယ်ရမှာပါ။ပြင်းနေနိုင်ခဲ့တဲ့ဆိုရင်တောင်ခန္ဓာကိုယ်ကိုလည်းထက်စင်းစားရအောင်ပါဖြစ်ပါတယ်။ ဂျီလီစာကတော့သူ့ရဲ့စမ်းသပ်မှုအတွက်ဂျင်းဂျင်းလေးတွေကိုအသုံးပြုခဲ့တာပါပြောရရင်ဗုဒ္ဓအောက်ခြေမှာပန်ကတက်လိုက်တယ်လို့ပါပဲတန်လိုက်စွိုင်းရင်တော့ဗုဒ္ဓတွေကတန်လိုက်အလို့ဖြစ်တဲ့နေရာကျမှတွန်းကန်ပြီးပြန်တက်နိုင်မှာပါအင်ဂျင်သုံးတဲ့ဗုဒ္ဓတွေကတော့မြင့်တဲ့ပြင်မျိုးစုံပေါ်မှာအလုံးလုံးနိုင်ပါတယ်ဂျီလီစာစမ်းသပ်တဲ့ဗုဒ္ဓကမြက်ကင်းတွေကတရားတွေပေါ်မှာတော့ကောင်းကောင်းအလို့ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ရေပေါ်မှာကြာတော့အလို့မဖြစ်ခဲ့ပါဘူးတီထွေမိုးရဲ့အစာအုပ်ပိုင်းမှရှိသေးတာဖြစ်လို့ဒီလောက်စွမ်းဆောင်နိုင်တာတည်းမဲ့အခြေအနေကောင်းသေးတယ်လို့ယူဆရမှာပါ ဒီအနှစ်ချက်တွေကိုပြုတ်ပြနေရင်ရေပေါ်မှာရှက်သက်သွားနိုင်တဲ့ဟိုဘာဘုတ်တွေကိုပါတွေ့ရနိုင်ခြင်းရှိပါတယ်။ဖိလစ်ပိုင်ဘလော့ဂါလည်းဖြစ်အင်ဂျင်နီယာတယောက်လည်းဖြစ်တဲ့ခင်မူလာကတော့ဟိုဘာဘုတ်အေးရဆိုတာကိုတီထွင်ခဲ့တာပါ။ဒီဘုတ်ကတော့ပိုအလိုဖြစ်တဲ့ပုံစံရှိနေခဲ့ပါတယ်။ခစ်မူလာကစမ်းသပ်ပြန်တမ်းမှုတွေလည်းလုပ်ခဲ့တာပါ။သူကနှစ်တရမှာနှစ်ကီလိုမီတာအကွာဝေးကို9မိနစ်22စက္ကန့်နဲ့ပြန်တမ်းပြခဲ့ပါတယ်။ခစ်မူလာရဲ့စမ်းသပ်မှုကမျောလင်းထားတာတက်ပေါ်အောင်မြင်ခဲ့တဲ့လူတောင်ပြောနိုင်တာပါ။ သူကလက်ကင်အဝေးတန်းကရိယာနဲ့ဟိုဆောင်တီဆောင်ပြန်သားနိုင်လားဆိုတာကိုလည်းစမ်းသပ်ကြည့်ခဲ့ပါတယ်။ရလက်တွေကလည်းမစိုးလာပါဘူး။ဒီဟိုပါပုတ်တွေရဲ့နောက်ထပ်စင်ကုံမှုကတော့ဘေးကင်းလုံခြုံရေးပါပဲ။လမ်းလျှောက်လို့ခလုတ်တိုင်မောင်လင်းရင်တောင်အခက်မတင်ရင်အထိနာပါတယ်။အချိန်နဲ့သွားတဲ့ဒီပုတ်တွေကတော့ဟန်ချက်ထိန်နိုင်ဖို့ဇာတ်တုံးမှုမဖြစ်ဖို့အကောင်းချင်းကနေမဖောက်သွားဖို့စသဖြင့်အများကြီးတွက်ချက်နေရတာပါ။လက်ရှိမိတ်ဆက်လာတဲ့ဟိုပါပုတ်တွေကအလုတ်ပြပုံပေါ်ပေမဲ့ဘရီတတန်းနဲ့ ဇူညံတန်ရှော့ချဖို့ဆိုတဲ့ကိစ္စတွေလက်ရှိနေပါတဲ့။နောက်ထပ်တစ်ခုကတော့အာကာဖို့ဆိုတာပါပဲ။မသိရင်မြန်မာလူမျိုးအာကာဆိုတဲ့တရားရကတီထွင်ထားတဲ့လူတောင်ထင်မိမှာပါ။တကယ်တော့မဟုတ်ပါဘူး။နာမည်သွားစင်နေတာပါ။အာကာဖို့ကတော့ Akaspeak Corporation တို့လျှက်စစ်ဟောပါဖို့တမျိုးဖြစ်ပါတယ်။အာကောင်းနဲ့လေးစည်းဆောင်ကိုအသုံးပြုပြီးမြောက်တက်နေအောင်ဖန်တီးထားခဲ့တာပါ။ဂျီဟိုဘာဘုတ်တွေမှာဆိုရင်တော့ပန်က36လုံးအထိပါပါတယ်။အောက်ကနေလေးပြင်းပြမော့ချော့ပြီးပုပ်ပြားကို၄ပုံမြောက်ထားလိုက်မှာပါ။ ဒီဟိုဘာပုံးရဲ့ဒုစစက်ကတော့မြင့်တပြင်းမရွေးတာပါပဲဘာလာလာတောင်းပါလဲအနေစက်ကတော့ဘက်ထရီတက်တမ်းမခံတဲ့ကိစ္စပါပဲနောက်ပြီးထိန်းရသိမ်းရတာတွေလည်းခက်ခဲပါတည်းဒီအနေချက်တွေကိုပြင်နိုင်ရင်တော့ညောက်ကြမြောက်ကြဖြစ်နေတဲ့သူတွေကိုခက်စောစောတွေးရနိုင်ခြေတွေရှိပါတယ်ဒါပေမဲ့ဈေးကလည်းမသေးလာတာကြောင့် risk kit တွေပဲတက်နိုင်အောင်မှာဖြစ်ပါတယ်ဟိုဘာပုံးဈေးကွက်တဲ့ကိုဈေးကန်ကားထုတ်လို့တဲ့ Lexus ကလည်းချစ်တလန်းတိုးဝင်လာခဲ့တာပါ 2015ခုနှစ်လောက်ကတည်းကဒီကိစ္စကိုမြေစံခရမ်းပြုတ်လုပ်နေကြတာဖြစ်ပြီးအခုဆိုရင်နမူနာပုံစံတွေကိုထုတ်ပြနိုင်နေပါပြီ။ SN ရဲ့ဗော်တွေကတော့တန်လိုင်းအားနဲ့မြောက်တဲ့နင်းပညာကိုသုံးတယ်လို့စူပါလျက်ကူးပစ္စည်းနဲ့နိုက်ထရိုဂျင်အကြီးတွေကိုလည်းစွမ်းရင်နေရမှာအသုံးပြုထားပါတယ်။နင်းပညာမျိုးစုံကိုပေါင်းစပ်အသုံးပြုထားတဲ့ဆိုပေမဲ့တန်လိုင်းရှိတဲ့မြင်းပြည်မော်မှာပဲသွာလာနိုင်အောင်မှာပါ။ဒီဘုတ်ကနိုက်ထရိုဂျင်အကြီးတစ်ခါဖြစ်ပြီးရင်မိနစ်20လောက်မောင်းနိုင်မှာဖြစ်ပါတယ်။ တခါပြည့်ရင်နိုက်ထိုးချင်းအရင်တလီတာခွဲလောက်ဖြည့်ရပါတယ်။အောက်ဘက်မှာတော့ပန်ကာကြီးရှိခုပါပါတယ်။ပြောရရင်ဒရုန်းကြီးတစ်မျိုးလိုပါပဲ။ကိုရီကိုကာဗွန်ဖိုင်ဘာနဲ့အသုံးပြုတာတာဖြစ်တဲ့အတွက်အတော်လေးတော့ပေါ်ပါပါတယ်။ပြောရရင်သဲရပြူရလွယ်ကူတဲ့သဘောပါပဲ။လေးချိန်ကလည်း340ကီလိုဂရမ်လောက်အထိခံနိုင်ပါတယ်။ဒီပုံးရဲ့အာနက်ချက်ကလည်းနိုက်ထိုးချင်းအရင်မြန်မြန်ကုန်သွားတဲ့အချက်ပါပဲ။ဒီအာနက်ချက်ကိုပြင်လိုက်ရင်အတော်လေးအဆင်ပြေသွားမှာပါ။ အင်ဂျင်နီယာတဦးဖြစ်တဲ့ဟန်တာခေါ်ဝဲကလည်း drone စံစံဟိုဘာပို့တမျိုးကိုတီထွင်နေခဲ့ပါတယ်။ drone စံစံဖြစ်တဲ့အတွက်ပံကာကြီးတွေကိုမြှောက်တင်တဲ့စွမ်းရင်အဖြစ်အသုံးပြုမှာကတော့ထေချာနေခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ဟိုဘာပို့မှာကအစင်းမြင့်ထင်းချုံမှုစတင်မျိုးစုံလည်းပါနေခဲ့ပါသေးတယ်။စံသမှုတွေအရာတော့ခေါ်ဝဲရဲ့ဟိုဘာပို့ကအတော်လေးငင်လာတာပါ။လူတလိုက်လို့လည်းအစဉ်ပြေတယ်လို့ပစ္စည်းတင်ပြီးအဝေးတိတ်ကလုံးနဲ့မောင်းလို့လည်းရနိုင်ပါတဲ့တဲ့။ဟိုဘဘိုးရဲ့အနေချက်ကလည်းအတူတူပါပဲ ။စုညာတန်အရန်ထွက်တာနဲ့ဘက်ထရီကြာကြာမခံတာလောက်ပဲပြောစရာရှိတာပါ။ဟိုရထက်လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုကလည်း2014ခုနှစ်လောက်ကတည်းကပြန်တက်နိုင်တဲ့ဟိုဘာပုတ်ဗီဒီယိုတွေကိုတင်ခဲ့တာပါ။သူတို့ဗီဒီယိုမှာဆိုရင်ဒီဇိုင်းခက်ဆန်းဆန်းဟိုဘာပုတ်တွေကိုအလန်းစားတွေးရမှာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တမ်းမှကျတော့ကွန်ပျူတာအထူးပြုလုပ်ချက်တွေနဲ့ဖန်တီးထားခဲ့တာပါ။အဲဒါကြောင့်လူတွေလည်းစိတ်ပြက်လက်ပြက်ဖြစ်သွားကြပါတယ်။ဟိုဘာပုတ်တွေကတကိုရီတော်လိုက်ရဲ့အတွက်ဆိုရင်အရန်ကိုအစဉ်ပြေနေမှာပါတကယ်အလုပ်ဖြစ်ခဲ့တဲ့ဆိုရင် ဈေးကွက်ဝင်စုအကြီးကြီးလဲစောင့်ကြုံနေတာဖြစ်ပါတယ်ဒီပုတ်တွေကို AI တို့မျိုးဤပညာနဲ့ပေါင်းဆက်ဖန်တီးနိုင်ခဲ့ရင်ဘေးရန်ရဲ့ကိစ္စတွေကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်ဟိုပါဖို့တည်တင်သူတွေလက်ရှိကြုံရတဲ့အဓိကအခက်အခဲကစွန့်ရင်ကြာကြာမခံနိုင်တဲ့ကိစ္စ၊ဆူညံတန်တွေထက်တဲ့ကိစ္စစတဲ့ပြန့်ရှိနေကြတာပါဒီကြားနဲ့ Elon Musk ကအနာဂတ်တည်ပို့ဆောင်ရေးကဏ္ဍမှာစံတည်တည်မှုအရေးမကြာခဏပြောနေကြတာဖြစ်ပါတယ် သူတို့ဒီနယ်ပယ်တဲ့ကိုတကယ်ဝင်လာခဲ့ရင်အခြေအနေတွေကလင်းလင်းမြန်မြန်တိုးတက်လာနိုင်ခြင်းရှိပါတယ်။အဲဒါကြောင့်ပဲအချိန်မှာဟိုဘဘုတ်ကိုစင်းနဲ့မြောက်ကြမြောက်ကြလုံးနေတဲ့သူတွေကိုမျက်စိနှောက်အောင်တွေးရမလဲဆိုတာကိုတော့ဆက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ကြောင်းဝေမျက်လိုက်ရင်ဗီဒီယိုလေးကိုနီကွန်ထရိုးလိုက်ရပါတယ်ရှင်။အစုံနဲ့ကြည့်ရှုပေးကြတဲ့အတွက်တိရောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။